မင်္ဂလာပါရှင်အခုကတော့ air sign လေးတွေဖြစ်တဲ့ Gemini, Libra, Aquarius လေးတွေအတွက်စနေလပိုင်းတလစာအတွက်ဟောလေးဖြစ်ပါတယ် quality message ရှိဖြစ်ပါတယ်ဒါကြောင့်မို့တိုက်ဆိုင်မှုရှိမှယူကြပါရှင်အဲ့တော့ Gemini သမားလေးအနေနဲ့အခုလက်ရှိ current energy ကိုကြည့်အောင် ဂျမနိုင်းသမားလေးတွေအနေနဲ့စိတ်လက်ပုတ်ပါခြင်းလွတ်လပ်ခြင်းဆိုတဲ့ပုံစံမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့တောင်းတနေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။တချို့ကျလည်းမိမိကိုပိတ်ပင်ထားတဲ့အရာတွေချုပ်ချယ်ထားတဲ့အရာတွေကနေလွတ်မြောက်ခြင်းတဲ့သူမျိုးပုံစံမျိုးကိုတွေ့ရတယ်။တချို့ကျလည်းကိုယ့်ရဲ့ like ကိုမနေခြင်းတဲ့နေရာကိုစိတ်မပျော်တဲ့နေရာလူတွေပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်နေရာမှာပဲဖြစ်ဖြစ်ထွက်ခွာခဲ့ပြီးမယူရဲဆန်စွာကိုလှုပ်ခြင်းတဲ့အရာလေးတွေကိုလှုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့နေရပါတယ်တဲ့။ ဲ့တော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှ jam line လေးတွေဒီ7လပိုင်း7လစာလုံးမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်เนาะငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းမြေ့စရာလေးတွေတွေ့ရတယ်ချီးရလုံနေရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့อืมငွေကြေးနဲ့ပတ်သက်ပြီးကိုပုံပေါ်ထားတဲ့လိုမျိုးကိုရီမန်းထားတဲ့လိုမျိုးအစဉ်ပြေတယ်အောင်မြင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ် အခြေအမြစ်တာရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဂျမ်နိုင်းသမားလေးတွေဆိုတဲ့အတိုင်းပဲနှစ်ခုနှစ်ခွဖြစ်တာမျိုးလေးတွေဆုံးဖြတ်ချက်ချရတဲ့ပုံစံမျိုးလေးတွေတွေ့နေရပါတယ်အခြေအမြစ်တာရဲ့နဲ့ပတ်သက်ပြီးတော့မှအဲ့တော့ရွေးချယ်ရမယ့်ကိစ္စရဲ့ကလေးတွေဆုံးဖြတ်ရမယ့်ကိစ္စရဲ့ကလေးမှာဒွိဟာဖြစ်နေတတ်တာမျိုးလေးကြုံရတတ်ပါတယ်ကိုယ့်ရဲ့ energy အတိုင်းလေးလာပြီးတော့မှဒီမှာတွေ့ရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့မှ grief site ဖို့လိုအပ်ပါတယ် အဲ့တော့မိသားစုအရေးမိသားစုရင်းနဲ့ပတ်သက်ပြီးတော့မှဂျာမနိုင်းလေးတွေကိုယ့်ရဲ့ရည်ရွယ်ချက်တစ်ခုအတွက်မိသားစုအတွက်အဝေးမှရောက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်မိသားစုရဲ့ဒီ၁၂လပိုင်းမှာမိသားစုကိုထားခဲ့ပြီးတော့မှထွက်ခွာရတာမျိုးဒါမှမဟုတ်ဘူးဆိုလဲစီစဉ်ထားတဲ့အတိုင်းမိသားစုနဲ့မဆုံတွေ့ရတာမျိုးလေးတွေရှိနေနိုင်ပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့မှဒါပေမဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မှဆိုပေမဲ့လေမိမိအနေနဲ့ကတော့ အဝေးမှရောက်နေတယ်ဆိုပေမဲ့လည်းအဆင်မပြေတာမျိုးလေးနဲ့ပတ်သက်ပြီးတော့မှလည်းတတိထားပါခုနကပြောတဲ့ကိုရဲ့စိတ်ပိုင်းဆိုင်ရာကိုရဲ့တွေးလိုက်တာပြောလိုက်တာပေါ့နော်ကိုပြောပါဇက်ကပြောချင်တဲ့အတိုင်းပြောချဲလိုက်တာမျိုးလေးတွေမဖြစ်ပါစေနဲ့တဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မှကျမကြီးကျမကြီးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အာ ကုံလုံးမှုတွေတွေ့ရတယ်အဲ့တော့ဒီမာလေးပါတွေ့ရလဲဆိုတော့နှခုနှခွာချီရင်နဲ့မြစ်တာရင်နဲ့ပတ်သက်ပြီးတော့မှနှခုနှခွာဖြစ်နေရဲဆိုရင်တော့ဂျမ်နိုင်းမာလေးတွေဒီလထဲမှာပို့ပြီးတော့မြင်တာကချီရင်မြစ်တာရင်လေးနဲ့ပတ်သက်ပြီးတော့မှသွေးထိုးတာမျိုးလေးတွေသွေးထိုးသွေးထိုးခံရတာမျိုးလေးတွေဂျားထဲကနေပြီးတော့မှကိုယ်ကြီးချီရတဲ့သူတွေနောက်ဂျားထဲကိုဝင်ပြီးတော့မှနောက်ရှက်စွတ်ဖတ်တာမျိုးလေးနဲ့ပုံစံမျိုးလေးနဲ့တွေ့ရတဲ့မျိုးလေးနဲ့ပတ်သက်ပြီးတော့မှတတိထားစေချင်ပါတယ် guide message အနေနဲ့ကတော့ တကူကူကိုလုတ်တော့မယ်ဆုံးဖြတ်ချက်တွေချတော့မယ်ဆိုရင်တဲ့ကိုယ့်ရဲ့အရှိမာเนาะအလင်းရောင်တန်းမီတန်းကို meet like အတော့အလင်းရောင်တစ်ခုပေါ့เนาะဖခင်အလင်းရောင်တစ်ခုအလင်းတန်းကိုမြင်အောင်ကြည့်ပါရှားပွေးပါပြီးရင်တဲ့တကူကူဆုံးဖြတ်ချက်တွေလုတ်တော့မယ်ဆိုရင်ကိုယ့်အတွက် list လုတ်ပါကောင်းတာနဲ့ဆိုတာဘယ်ဟာကောင်းနေ comparison လုတ်ပါ compare လုတ်ပါပြီးတော့စိတ်အေးတည်ငြိမ်စွာနဲ့ဆုံးဖြတ်ချက်တွေကိုဒီလာထဲမှာချမှတ်ပါတဲ့အဲ့တော့ဒါကကြတော့ ဂျမနိုင်းသမားလေးတွေတွေ့ဖြစ်ပါတယ်အဲ့တော့ Libra သမားလေးတွေ Libra သမားလေးတွေအနေနဲ့အခုအချိန်မှာကတော့အခုကာလလေးမှာเนาะဟို ဘာလေးဖြစ်နေလဲဆိုအစင်မပြေတာမျိုးလေးတွေကျုံနေရတာမျိုးလေးရှိလားလူမှုပေါင်းသစ်ဆက်ဆံရေးလေးတွေကိုယ့်ရဲ့စိတ်နဲ့ကိုယ်နဲ့အစင်မပြေတာเนาะပေါင်းသစ်ဆက်ဆံရေးနဲ့အစင်မပြေတာဘေးပတ်ဝန်းကျင်နဲ့အစင်မပြေတာအဲ့ဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်တတ်တယ်တချို့ကိစ္စရဲ့ကလေးတွေမှာလောဘကြီးလို့မရပါဘူးလောဘကြီးခြင်းကနေတစ်ဆင့်အပြက်သဘောရောက်သွားတယ်အဲ့တော့အလုတ်လောဘကြီးတာเนาะအလုတ်တွေလောဘကြီးတာနောက်တစ်ခါကျတော့ချစ်ရည်မြတ်တာရေးမှာလောဘကြီးတာပတ်ဝန်းကျင်အတွက်ကိုယ့်ရဲ့ ငွေ like ဘလိုမျိုးပဲဖြစ်ဖြစ်အတ္တလောဘတွေကိုကြီးနေတဲ့ဆိုရဲပုံစံမျိုးမှာဆိုရင်တော့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတတိထားစေချင်ပါတယ်အခုကာလလေးမှာတချို့လူတွေကိုယ့်ရဲ့ခင်ရတဲ့သူတွေဆုံးရှုံးသွားရတာမျိုးเนาะအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်နောက်တစ်ခုကကျတော့ချို့သူတွေကကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေရှီကနေနောက်ကြော်တာနဲ့ထုတ်ခံရတာမျိုးတစ္ဆာဖောက်ခံရမျိုးလေးကျုံးနေရလားဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ် ငွေကြီးငွေကြီးနဲ့ပတ်သက်ပြီးတော့မှလိမ့်ဖဲ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 နဲ့လာခဲ့တာလေးအားဆိုရင်ဒီလာထဲမှာပိုကောင်းတဲ့အရာအဲ့တော့မိမိအခက်ခဲတွေကိုကြုံတွေ့ခဲ့ရပြီးသွားပြီငွေကြီးနဲ့ပတ်သက်ပြီးတော့မှစိတ်ပူပန်မှုတွေကြုံတွေ့ခဲ့ရပြီးသွားပြီဆိုရင်ဒီ7လပိုင်းဟာဆိုရင် liberal သမားလေးတွေအတွက်လက်ခံောက်ခတ်လို့ရပါပြီတဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့မှပေါ့နော် ဆိုတော့မိမိခြာကြော်လွားနိုင်ခဲ့တယ်အခက်ခဲမှန်သမျှကိုကြော်လွားနိုင်ခဲ့ဆိုရင်အခုအချိန်ကာလဟာဆိုရင်မိမိအတွက်ကတကယ်ကိုလက်ကမောက်ခတ်လို့ရမယ်ငွေကြေးရဲ့အခြေအနေပါတဲ့ဒီလားဆိုကောင်းမွန်နေပါတယ်တဲ့နော်အဲ့တော့ငွေနဲ့ကိုနဲ့ connection ပိုကောင်းလာပြီပေါ့နော်ငွေကိုကိုကပိုပြီးတော့မှအပြီးခဲ့လားပြီးခဲ့ကာလမှာငွေရကို influence လုပ်နေရဆိုရင်ဒီဟာဒီဒီလားမှာဆိုတော့ကိုကငွေကို influence လုပ်နိုင်ပါပြီတဲ့ တော့အချီးရည်မြတ်တာရေးချီးရည်မြတ်တာရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မှလည်းကောင်းမွန်နေတဲ့ပုံစိုးတဲ့ပုံစံမျိုးတွေ့ရတယ်။တချို့လူလေးတွေမိသားစုရဲ့အဝေးမှာနေရတယ်ဆိုပေမဲ့လည်းကောင်းမွန်တဲ့ relationship ကလေးတွေတိစောက်နိုင်တယ်ဖုန်းပြောတာ၊ video call လေးနဲ့ပြောတာနောက်နောက်တစ်ခုကကျတော့မိသားစုအတွက်ကိုကိုယ့်အနေနဲ့အကုန်လုံးပြည့်စုံနေတဲ့ချစ်ချင်းတရားတွေပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်။တချို့တွေကကျတော့လည်းချီးမြတားရေးနဲ့ပတ်သက်ပြီးအရင်ကမပြေမပြေလည်ခဲ့ရလေးဒါဒီ12လပိုင်းလေးမှာဆိုရင် like အလေလက်လေးတစ်ခုကိုရောက်လာပြီးတော့မှ ပိုကောင်းတဲ့လမ်းတစ်ခုကိုဆုံးသက်စတင်ဖို့အောင်မြင်မှုတွေရတင်ဖို့အတွက်ကောင်းမွန်နေတဲ့ energy အရွေလေးတွေအများကြီးတွေ့ရပါတယ်တဲ့အဲ့တော့မိသားစုရေမိသားစုရေနဲ့ပတ်သက်ပြီးတော့မှာတော့ um ကိုစီကိုဘာလေးရောက်လာဖို့ရှိလဲဆိုတဲ့အခါကျတော့ အာမိသားစုနဲ့ပတ်သက်ပြီးဒီလထဲမှာတော့ပိုကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ခုနကတချို့သူတွေကခုနအခြေအနေနဲ့ပတ်သက်ပြီးအိမ်အောင်ရေးမိသားစုရေးလို့ပြောလိုက်တဲ့ခါကျလေဒီမှာပါသွားနိုင်တယ်ပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးတော့မှချစ်ချင်းတရားတွေရလာတာမျိုးမိသားစုနဲ့ပတ်သက်ပြီးချို့လူတွေကကျတော့ ချစ်သူတွေကနေပြောမိသားစုတိဆောက်ဖို့ဆိုပြီးတော့မှမိသားတစုတိဆောက်ဖို့ဆိုပြီးတော့မှ propose လုပ်ခံရတာမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။ကျမကြီးလေးနဲ့ပတ်သက်ပြီးတော့မှတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့မှတော့နည်းနည်းလေးသတိထားပါဒီမှာခေါင်းမူခေါင်းကိုက်ဝေဒနာမျိုးလေးတွေဖြစ်တာမျိုးလေးသတိထားပါကိုယ့်ရဲ့ကိုယ့်လက်လက်ကျင်ခံလေးနဲ့ပတ်သက်ပြီးတော့မှအာ နေတိုင်းမှာနောက်တစ်ခါကျတော့စိတ်ကိုအဲစိတ်ကိုဗာလဲစိတ်ကိုမလွတ်ပေးပါနဲ့ကိုယ့်ရဲ့စိတ်ကိုတစ်ခုတစ်ခုတည်းမှမလွတ်ပေးဘဲနဲ့အာယုံ focus site ပါတဲ့အဲတစ်ခုခုကိုပေါ့နော်ဒီစိတ်ကိုလွတ်မပေးဘဲနဲ့တစ်ခုခု အသစ်ဆန်းလေးတွေလိလာပြီးတော့မှစိတ်တည်ငြိမ်အောင်လုပ်ပါတော့တရားထိုင်တာမျိုးတွေလုပ်ပါတဲ့နောက်တစ်ခုကကျတော့ဘာကိုပြောလဲဆိုတော့ကကျတော့ balance တစ်ခုနဲ့တစ်ခုမြတ်မြတ်တတရှိပါဟန်ချက်ညီညီရှိပါเนาะနောက်တစ်ခုကကျတော့ဘယ်အရာပဲဖြစ်ဝင်ငွေထွက်ငွေလောက်တာကင်တာပြောတာဆိုတာစားတာတောက်တာသွားတာလာတာနေတာထိုင်တာစဟန်ချက်ညီညီနဲ့ရှိနိုင်ရှိအောင်နေပါတဲ့ guide message ကတော့အဲ့တော့အခုကတော့ဗာလဲလို့ပြောတဲ့အခါကျရင် Aquarius ဓမ္မလေးတွေ Aquarius ဓမ္မလေးတွေကကျတော့ โอเค good cheer ဒီကာလာဆိုကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်မိမိအတွက် um အခုကာလာလေးမှာအောင်ပွဲရတာမျိုးလေးတွေနောက်တစ်ခါကျတော့စိတ်ကျေနပ်မှုရနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဓိကတော့ချီးမြှင့်တာတွေနဲ့ပတ်သက်ပြီးတော့မှကျေနပ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ခံစားမိပါတယ် အဲ့တော့ငွေကြေးငွေကြေးလေးနဲ့ပတ်သက်ပြီးတော့မှမကြခင်ကာလလေးဒီ၁၂လပိုင်းအတွင်းလေးမှာကောင်းတဲ့တင်လေးကြားရတယ်ဓမီမီမျောနေတယ်တင်ကောင်းလေးအမြန်ဖြစ်မလားမသိဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့တင်လေးတွေမြန်မြန်ဆန်ဆန်လွယ်လွယ်ကူရတတ်တယ်အဲ့တော့ဘလို့ငွေကြေးနဲ့ပတ်သက်တာဆိုနိုင်ငံရေးအစမှရှိတဲ့ပုံစံရလေးနဲ့ပတ်သက်ပြီးတော့မှငွေကြေးကောင်းတဲ့တင်လေးရတတ်ပါတယ်အချီးရင်မြတားရေးနဲ့ပတ်သက်ပြီးတော့မှမနီပူလေးလောက်တာမျိုးတွေမဖြစ်ပါစေနဲ့တယောက်နဲ့တယောက်ချစ်သူတူဦးနဲ့တူဦးကြားမှာတယောက်နဲ့တယောက် influence လောက်တာထိန်းချုပ်တာ အာလိုက်တယောက်ကိုတယောက်အရန်ကိုအလွန်ကျူးထိမ့်ကျုပ်တာတဝင်းတူတာမျိုးတွေမဖြစ်ပါစေနဲ့ဒီကလာလေးမှာအဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှရှောင်မှာအဲ့တော့ချို့သူတွေတွေကသွေးတူခံရတာမျိုးလေးတွေမိမိကသွားပြီးတော့ manipulate လုပ်တာမျိုးလေးတွေမိမိကသွားပြီးတော့မှ control လုပ်ချင်တာလေးနဲ့ပတ်သက်ပြီးတော့မှတတိထားပြီးတော့မှနေထိုင်မှာဒီကလာလေးမှာခြေရင်းမြစ်တာရေးအိမ်ဆောင်ရေးမှာသွားပြီးအဲ့လိုလုပ်လို့မရပါဘူးအဲ့တော့မိသားစုရဲ့ မိသားစုနဲ့ပတ်သက်ပြီးတော့မှတော့တချို့သူလေးတွေမိသားစုဆုံဆုံညီညီရှိနေမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်မိသားစုလေးပြန်ပေါင်းထုတ်ရတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်မိသားစုအတွက်အချိန်ပေးပြီးတော့မှချက်ပြုတ်ရတာမျိုးကိုသူတို့နဲ့တချို့ကိစ္စရဲ့ကလေးတွေနော်အချိန်ကုန်ရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ် Aquarius ဓမ္မလေးနဲ့ပတ်သက်ပြီးတော့မှမိသားစုနဲ့ပတ်သက်ပြီးတော့မှဆုံတွေ့ဖို့ပလန်လေးရှိလားစီစဉ်လေးရှိလားဒါမျိုးလေးတွေကကောင်းမွန်နေပါတယ်တဲ့ နောက်တစ်ခုကကျတော့ကျမကြီးကျမကြီးနဲ့ပတ်သက်ပြီးတော့မှတော့ကောင်းမွန်တဲ့အနေအထားလေးကိုတွေ့ရတယ်အဲဒီမှာဘာတစ်ခုတွေ့ရလဲဆိုတော့အာရဲ့ခုနကမိသားစုလို့ပြောတဲ့ခါကျရင်လေဒီမှာပြန်လဲစုံစည်းခြင်းဆိုတဲ့ပုံစံမျိုးလေးတွေเนาะပြန်လဲစုံစည်းခြင်းတချို့မိသားစုနဲ့ပြန်လဲတွားတွေ့ရတဲ့ပုံစံမျိုးလေးတွေလည်းခံစားမိပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကာလလေးကခုနကပြောတဲ့ အနုနုထွထွနေပါချစ်ချစ်ကင်ကင်နေပါမိသားစုနဲ့ရင်းနှီးတဲ့နှွေထွေးမှုမေတ္တာတွေပြသဖို့အချိန်ကောင်းပါပဲနားလည်မှုတွေပို့ပြီးတော့မှစတဲ့တဘူတိဆောက်ရမယ့်အချိန်ကောင်းပါပဲတဲ့အဲ့တော့အကြံပြုချက်ကလေးတွေကပါလေးလဲပြောကြကြဘယ်အရာပဲလောက်ခဲလောက်ခဲဘယ်အရာဝယ်ဖြစ်ခဲဖြစ်ခဲနော် Aquarius ဓမ္မလေးတွေအနေနဲ့ကမိမိအရင်အစပြုခဲ့တဲ့အရာတွေကဆိုရင် ကိုပါလဲဆိုရင်နောက်ဆုံးမှာကိုကိုတိုင်းပဲရိတ်သိမ်းရတာဖြစ်တဲ့အတွက်ဒီ12လပိုင်းမှာကောင်းသောအစာပြုခြင်းလေးတွေနဲ့စပြုပြီးတော့မှနောက်နှစ်2026အထိကောင်းသောအရာလေးတွေကိုပြန်ရုပ်သိမ်းအောင်ပြန်ရုပ်သိမ်းလို့ရအောင်နဲ့အတက်နိုင်ဆုံးကောင်းသောမျိုးစေ့ကောင်းသောအာနော်အရာတွေကို တိဆောက်ပါကုံဆုံးပါတဲ့ဆိုတော့ဒါကကျမတို့အဲဆိုင်လေးတမလေးတွေအတွက်12လပိုင်းအဟောလေးဖြစ်ပါတယ်ရှင်။